ပုံပြောတာလေးနဲ့ပြန်ပြီးကိုကိုကိုပြုပြင်လိုက်ရင်တသက်လုံးတန်ဖိုးရှိတဲ့အနှစ်ကလေးကိုလက်ဝဲပိုင်ပိုင်ရရှိမှာပါအဲ့တော့သာဓုသမီးတို့ကိုဘုံဘုံမေးမယ်ဖယားမပွင့်ခင်ကဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတာရှိသလားမရှိဘူးအဲ့ဒီကြားထဲမှာဖယားပွင့်တော့မယ်ဖယားပွင့်တော့မယ်ဆိုတဲ့ကောလဟတ္တတွေကြောင့် ဟိုကိုင်းစရာတွေကလည်းသူတို့ဖယားဟိုဒိဋ္ဌိတွေကလည်းသူတို့ဖယား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 နဲ့ဖယားအပြစ်ဝန်ခံပြီးတော့ဘာမှကောင်းကျိုးမပေးကြဘူးအဲ့ဒီတော့နတ်မြမာတွေကကောလူသားတွေကကောဖယားစင်စစ်ဧကံပွင့်ဖို့အတွက်ကိုစောင့်မျှော်ကြတယ်အဲ့ဒီအချိန်မှာဒုဂေါရမမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီး ဗောဓိပင်နဲ့ရွှေပလင်ကိုအောင်မြင်တော်မူပြီးတော့ဘုရားစင်စေဧကံမဖြစ်ဘူးလားအေးဘုရားစင်စေဧကံဖြစ်တော့မှနတ်မြမာတွေကနေစပြီးဖူးမြော်ရတယ်လူသားတွေတရားအောင်မှမသိလိုက်ဘူးသဘောပေါက်လားအဲ့ဒီတော့နတ်မြမာတွေကပဲအာရပါရလေဗုဒ္ဓံတရဏံကိစ္ဆာမိပါဘုရားဆိုပြီးတော့နော် ယခုပြီပူဇော်ကြတယ်ဘုရားရှင်ကြီးရဲ့နော်ဂုံတော်ကျေးဇူးတော်တွေကိုတကာတဲ့အာရပါရပူဇော်ကြတယ်တရားဟောသေးလားမဟောသေးဘူးဒါကြောင့်တရားမဟောသေးလို့နတ်မြမာတွေကနေပြီးတော့မလျှောက်ထားရဘူးလားကဲအဲ့ဒီတော့ပထမဦးဆုံးနတ်မြမာတွေကိုကြီးရဲ့ဟောရင် လူပေါင်းလောကမှာအတိတ်တည်ရှိပါမလားဒါကြောင့်မလို့တရားဥဓမ္မစကြာကို လူသားတွေပါမှအတိတ်တည်ပါမှစဟောမယ်ဆိုတော့ပြဇဝဂီ၅ဦးကိုစတင်ပြီးမဟောရဘူးလားအေးပြဇာဝကီ၅ဦးကိုစတင်ပြီးဟောကြားတော်မူတဲ့အခါတောတပံတဒကံအနာကံဆိုတဲ့နော် တရားတော်ရဲ့ဂုံတော်ကျေးဇူးတော်ဒီကြောင့်နတ်မြမာဒီမှာလဲသူတို့ရဲ့စိတ်တွေပြောင်းလဲလာတယ်လောဘဓိဒေါသဓိမောဟဓိမာမနာဓိအဘိဓါပြာပါရဓိအိတ်တာမစ္စရိယာဓိကို ကိုယ်အပြစ်တွေကိုမြင်ပြီးဖယ်ခွာရင်းဖယ်ခွာရင်းနဲ့သောတာပန်ဤတီးကုန်ကြတယ်ပိဇဝဂီ၅ဦးထဲမှာလဲ ကိုဋ္ဌိညမထေပထမဦးဆုံးသောတာပန်မဖြစ်ဘူးလားအတိတော့သောတာပန်ရဲ့ဂုံအင်္ကာကြောင့်နတ်မြမာရီမာလဲကိုယုံကိုဝါရီထွန်းလင်းတောက်ပသလိုသောတာပန်ဆိုတဲ့တရားတော်မြတ်ကဂုံဒူးဂုံမြတ်ကြီးကြောင့်ကိုဋ္ဌိညမထေအရှင်မထေမြတ်ကြီးမာလဲနော်ခန္ဓာကိုယ်ကနေအလင်းရောင်အလင်းဓာတ်တွေထွက်လာတယ် ဖရာရှင်ကြီးကတာရောင်ကြီးတော်ချောက်တော်နဲ့ကွန်မြူးလို့လင်းထိန်ပြီးជីညူပွေရာအစင်ပြစ်နေတာဟောတပြေပြေတရားနာရင်နာရင်နဲ့လောဘတွေငြိမ့်သွားဒေါသတွေငြိမ့်သွားမမာနတွေပျောက်ကွယ်မကန့်ကျင်စိတ်အိတ်တမစ္စရိယတွေစိတ်ဓာတ်တွေဖြူစင်တန်ရှင်းလာတဲ့အခါအဲ့ဒီစိတ်ဓာတ်ကြောင့်ခန္ဓာကိုယ်ကနေကြည်လင်ခြင်းဝင်းပါခြင်းတောက်ပြောင်ခြင်းဆိုတာမဖြစ်ဘူးလား အဲ့ဒီအခါနတ်မြမာတွေကလည်းသူတို့ကြီးမှာတောတပန်တရာကန်ဤဖြစ်သွားကြတော့နတ်တွေဟာထူးထူးခြားခြားကို ကိုယောင်ကိုဝါတွေထွန်းလင်းတောက်ပလာတယ်အဲ့ဒီတော့တရားတော်မြတ်ဟာ အမတန်ထူးခြားလှကြည်လားတန်ဖိုးကြီးလှကြည်လားတို့တွေတခါမှ မနာကြခဲ့ရဘူးပါလားဆိုပြီးတော့အဲ့ဒီမှာဝမ်းမြောက်ဝမ်းသာနဲ့ဓမ္မန္တရဏံကိစ္ဆာမိဆိုတာဖြစ်ခဲ့ရတာ တဘောပေါက်လားအဲ့ဒီတော့သာသနာတွင်းကိုရောက်ပလားမရောက်သေးဘူးသုံးမျိုးမစုံသေးလို့တဘောပေါက်လားကဲအဲ့ဒီတော့အဲ့ဒီအချိန်မှာတပုဒ္ဒာနဲ့ဗလိကာကလည်းနော်ဘုရားရှင်တို့ရှိရာတိုင်းပြည်ကို ရောက်လာပြီးဂုံရောင်းဂုံဝဲလာတော့ငါဘုရားရှင်ရဲ့နော် တတ်တော်မွေတော်စံတော်အံတော်တခုခုသည်ရှေးဖျားရှင်တို့နဲ့အတူစုပေါင်းပြီးတော့လူသားတို့ပူဇော်ရန်ရှိလိမ့်မယ်ဒါကြောင့်မလို့တပုဒ္ဒနဲ့ဗလိကကိုငါဆံတော်ဒီပေးရမယ်ဆိုတာတပ္ပညုတညံတော်နဲ့မြင်တော်မူတယ်။အဲ့ဒီတော့ရေစိတ်တော်ကိုစင်းမဏိမဝေတော်ဟုတ်တဲမှာလင်းလုံးပင်အောက်မှာနော်နေတန့်စင်နဲ့နေပူဇာလှုံတာပေါ့။အဲ့ဒီလိုနေတန့်စင်ပြီးတော့ နေတဲ့အချိန်မှာတပုဒ္ဒံနဲ့ဗလိကရောက်လာတော့ဟောဆံတော်ရှိစုမပေးဘူးလားအဲ့ဒီမှာဘုရားရှင်ရဲ့ကြီးညိုခြင်းမကကြီးညိုပွေရာအစင်းတံကိုတပုဒ္ဒံနဲ့ဗလိကမြင်ရတော့အရှင်ဘုရားတပည့်တော်တို့ကိုဒါယကဒါယကမအပြည့်နော်ဥပတကဥပတကမအပြည့်သတ်မှတ်တော်မူပါဘုရားဆိုပြီးလျှောက်ထားကြတော့ အဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်ကြီးကဒွိတရဏဂုံပဲပေးပေးနိုင်တယ်တန်ခါမပေါ်သေးလို့အဲ့တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိနှမျိုးတွေပေးလိုက်ရတယ်တဘောပေါက်လားသာသနာတွင်းရောက်ပလားမရောက်သေးဘူးเนาะသုံးလှမ်းပြည့်မှာ ဖရာယရနာတရားယရနာတန်ခယရနာပြီမှာသာသနာတွင်းရောက်တာအဲ့ဒီတော့ဆက်ပြီးတော့ဟောတပုဒ္ဒနဲ့ပလိကသံတော်ရှိသူယူပြီးအာရပါရပြန်သွားတဲ့အချိန်ကြမှာပိဇဝက်ကီ၅ဦးထံပြန်ကြွပြီးတော့တရားတော်ကိုဟောကြားတော်မူကြာဆက်ပြီးဟောရင်းနဲ့မဲ့ညံဖူညံအတဝေါကုံခန်းတို့ယဟန္တာစင်စစ်ကုန်တင်ညမတိစပြီးဖြစ်သွားတယ် ဲ့ဒီလိုပြည့်သွားတော်မှမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသဗ္ဗညုတဉာဏ်တော်မြတ်နဲ့ကြည်လိုက်တဲ့အခါဒီတိုင်းထားလို့ရှိရင်တော့လူတို့ရဲ့အဝိအထယ်နဲ့ဆိုရင်တော့ခုနှစ်ရက်ပဲတက်တော်ရှိမယ်။ယဟန်အဖြစ်ကိုများ ယူလိုက်လို့ရှိရင် ပထမဦးဆုံးယဟန်ဖြစ်တော်မူပြီးတော့တက်တော်ရှိပြီးတော့နော် ခုနှစ်ရသားသမီးတွေကို ပြန်လဲဟောပြောဆူဆုံးမနိုင်တဲ့ယဟန္တာစင်စစ်တန်ခါဖြစ်မယ်ဆိုပြီးတော့လက်တော်ကိုစံတန်းပြီးအေဟိဘိက္ခုတဲ့จิตသားလာလှဲ့တဲ့တန်ခါဆိုတဲ့အနေနဲ့ငါဖရာရဲ့သာသနာတွင်းမှာခုနှစ်ရသားသမီးတွေကိုဟောပြောဆူဆုံးမပြီးကဲတင်စောင့်ရောက်တဲ့သာသနာတာဝန်ကို ထမ်းဆောင်လို့တဲ့အိဟိဘိကုဆိုတာအဲ့ဒီလိုလက်တော်စံတန်းပြီးခေါ်လိုက်တဲ့အခါမှာနော်ကတုံးကလည်းတုံပြီးသားခန္ဓာကိုယ်အဝေးအစားကလည်းသင်္ကန်းအဝေးအစားနဲ့ဘေးမှာလည်းပရိခရာတွေနဲ့အစင်သင့်ဟာတကာတဲ့ခန္ဓာကိုယ်ကမိညာဖူညာရဲ့ အောင်မြင်မှုကြောင့်စင်ကြယ်မှုကြောင့်ခန္ဓာကိုယ်ကနေအလင်းရောင်အလင်းတက်တွေထွက်တော့တယ်။အဲ့ဒါကိုအလုံးကကြည်ညိုပြီးတော့တန်ခါဆိုတာအခုမှတို့မြင်ဘူးတော့တယ်။ဘုရားရှင်ရဲ့ရှေ့မှာလက်အုပ်ကြီးပြီးတော့ကောင်းလေးငုံပြီးကြည်ညိုပြီးဘူးမြော်နေလိုက်တာအဲ့ဒီတော့တို့တွေတန်ခံတရဏံကိစ္စာမီဆိုပြီးတော့ပူဇော်ကြတယ်နတ်မြတ်တွေ။ အဲ့ဒီတော့သာဓုသမီးတို့ဖရာယရဏတရားယရဏတံဃာယရဏသုံးမျိုးပြည့်စုံမှသာသနာဆိုတာစတင်ထွန်းကားတာသဘောပေါက်လားဒါဆိုလို့ချင်းရင်ဗုဒ္ဓဘာသာအစဘယ်ကစလဲတရဏဂုံကစခဲ့တာတရဏဂုံနဲ့တရဏဂုံဆိုတာနော်အကျိုးပေးကြီးမားတယ် လူအင်ဆန်နာမှန်သမျှကို ပြည့်စုံစေတယ်အောင်မြင်မှုအမျိုးမျိုးကို ပေးတယ်ဆင်းရဲဒုက္ခအမျိုးမျိုးကိုပယ်ဖျောက်နိုင်တယ်ဘေးအန္တရာယ်အမျိုးမျိုးကိုကာကွယ်တားဆီးနိုင်တာကိုတရဏဂုံလို့ခေါ်တယ်သဘောပေါက်လားဒါကြောင့်မလို့လဲသာဓုသမီးတို့စဉ်းစားကြည့်ပါဖျားရှင်ရဲ့ ယရနာ၃ပါးရဲ့ဂုံကျေးဇူးကိုဖျားရှင်မဟောခဲ့ဘူးလားနော်အဲ့ဒီလိုဟောခဲ့တဲ့အခါကျတော့ဖျားရှင်ကြီးကနှိုင်းရှင်ပြတယ်နတ်ပြည်မှာလည်းယရနာပေါင်းစုံရှိတယ်တဲ့ဗြမပြည်မှာလည်းယရနာပေါင်းစုံရှိတယ်နဂါးပြည်မှာလည်းယရနာပေါင်းစုံရှိတယ်လူပြည်မှာလည်းယရနာပေါင်းစုံရှိပါတယ်တဲ့ဒါပေမဲ့အဲ့ဒီ နတ်ပြည်လူပြည်ငကားပြည်ရလဗမာပြည်တွေမှာရှိတဲ့ယရနာတွေကတန်ဖိုးဖြတ်လို့ရတယ်